in sight, bet on game, we own the night. From the streets to the stadium the lights, chasing dreams. 继续你家人 breathe 的喵龙为明了哇！本送给 Facebook page 内 YouTube channel 里啊，你就都来玩嘞。 ဒီနေ့ကျွန်တော်တို့ရဲ့ Best Song Game ထုတ်ရှုပ်အစီအစဉ်ကိုဘတ်တုံဂိမ်းမှာအဓိကအကူအညီပံ့ပိုးပေးထားတဲ့အကြောင်းကိုလည်းဒါသတင်းကောင်းပလိုက်ပါရယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့ Best Song Game ထုတ်ရှုပ်အစီအစဉ်မှာကျွန်တော်တို့တင်ဆက်သူညီကိုနှစ်ယောက်ပြင်အထူးဖိတ်ခေါ်ထားတဲ့ဧည့်သည်တော်တယောက်ဖြစ်ခါတော့အရှိပိုက်ကျော်ချင်းလောကရဲ့မသိသူမရှိထင်ရှားတဲ့ချင်းအကျော်မော်ကြောင်းစရာဖြစ်ပါရယ်ခင်ဗျာကိုယ်မင်္ဂလာပါဟုတ်ပါဘူးဟုတ်ကဲ့ဒါပထမဆုံးအနေနဲ့ကျွန်တော်တို့ဒါဘတ်တုံဂိမ်းအစီအစဉ်မှာလာရောက်ပြီးတော့ပူပေါင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဆိုတော့ဒါဒီပိုက်ကျော်ချင်းလောကမှာထင်ရှားတဲ့ ဒီပုံကိုတရားအဖြစ်လောလောဆယ်အကိုဝဲရီခက်ဖြစ်နေလားဘာတွေလုပ်ဖြစ်နေလဲပထမဆုံးပြိတ္တတွေကိုပြောပြပါအောင်ကိုဟုတ်ကဲ့လောလောဆယ်တော့ကျွန်တော်အလိုမျိုးနှစ်ယောက်ကြီး၃ယောက်ကြီးပွဲတွေကတော့နည်းနည်းပြန်ခက်ဖြစ်တယ်ပေါ့နော်ဟိုဒူးခွဲပြီးနောက်ပိုင်းပေါ့အဲတယောက်ကြီးကတော့နည်းနည်း training လေးပြန်လုပ်နေတယ်ပေါ့အသာလို့တော့နည်းနည်းရနေပြီပေါ့ဒါမှမဟုတ်နည်းနည်းတော့ချိန်ယူအောင်ပါပေါ့ဒူးခွဲဆိုတော့ကိုဒူးဘယ်ချိန်ကနေဘယ်ချိန်ကစပြီးဒူးတန်ရရသွားတယ်ပြီးကြတော့ခွဲစိတ်တဲ့အခြေအနေလေးရောဘာတွေများ ဆိုတော့ပြီးတော့ကစားလို့ရှားသေးလားပေါ့ပုံမှန်တိုင်းပြန်ပြီးတော့ဒူးခွဲကဒူးကတော့ဖြစ်တာတော့အဲတော်တော်လွန်ခဲ့တဲ့ကျွန်တော်ထင်တယ်6မိနစ်9မိနစ်လောက်ကထင်တယ်အဲတုန်ဒီပွဲမှာကျွန်တော်ဂျက်ပြန်ပွဲသွားဆော့ရင်လည်းဒူးအယွတ်ထိသွားတယ်ပေါ့နော်အဲအယွတ်ထိတာကိုနည်းနည်းနားလိုက်အဲတက်တာပြီဆိုပြီးပြန်ကစားလိုက်နဲ့အဲ့လိုမျိုးကစားနေလိုက်တာကိုနောက်ဆုံးဘာဖြစ်သွားလဲဆိုတော့အယွတ်ကျွန်တော်ရွကြောကြီးတစ်ခုကပြက်ခါနေဖြစ်သွားတယ်ကျွန်တော်ညာဘက်ချမ်းอ่ะပေါ့နော် ပြီးတော့အယိုးကလည်းဒီအယိုးမထိုင်နိုင်တဲ့ခါကျတော့ယိုးကြီးပေါင်းတက်သွားတယ်ယိုးကြီးပေါင်းတက်တာကိုကျွန်တော်ပြီးခဲ့တဲ့နှစ်ပေါ့နော်ဟိုဟာနှစ်လပိုင်း23ရက်ထင်တယ်ကျွန်တော်ဘန်ကောက်မှာပါရနိုင်းဆေးဦးမှာတော်ပြီးတော့ခွဲလိုက်တယ်ပေါ့အဲ့ဟိုဟာပေါ့ဒူးအယိုးကိုဟိုဟာပေါ့အယိုးလည်းအယိုးကြီးပေါင်းဟိုဟာလည်းချစ်ထုတ်လိုက်တယ်အယိုးကိုလည်းပြန်ပြီးတော့ဟိုပြန်ပြီးပြန်မကောင်းတဲ့အရာတွေဖြတ်ပြီးတော့ပြန်ချုပ်လိုက်တယ်ပေါ့နော်အဲအဲ့လိုမျိုးလုပ်လိုက်တာဟို6လအခုဆိုရင်တော့တစ်နှစ်ကျော်ပြီပေါ့နော် နန်းလာပိုင်းဆိုတော့အခုဆိုတစ်နှစ်ကျော်ပြီပေါ့အဲဒါပေမဲ့ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ကတော့အဲကြိုးစားတော့ပေါ့လေ့ကျင့်ခန်းညီများပြန်လုပ်တင်ရတယ်ပေါ့နော်လေ့ကျင့်ခန်းလုပ်တယ်အဲဂျင်းကိုယ့်ဘာကိုအိမ်မှာလုပ်ရင်လည်းလုံမလုပ်ရင်လည်းဂျင်းနေဂျင်းသွားပြီးတော့လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်တယ်အဲလိုလုံလုံလိုက်တော့ဘယ်လိုပဲဖြစ်နည်းနည်းတော့ညာအဆင်ပြေလာတယ်ပေါ့တယောက်ကြီးကတော့နည်းနည်းပြန်ခတ်နိုင်လာတယ်နှစ်ယောက်ကြီးသုံးယောက်ကြီးကတော့အဲနည်းနည်းတော့ခတ်နိုင်တယ်ပေါ့နော်ဟုတ်ကဲ့တယောက်ကြီးကတော့တော်တော်ပြန်ထွင်းရအောင်ပါအဲ့ရှိမအောင်အဲ့ဒူးတဲ့အကျင်ရောရှိမအောင်ကြီးမန်းတန်းရှိဘူး အဲရှိဘူးတယ်ရှိဘူးတယ်ဆိုတာခြေကုန်းကြီးအဲခတ်ဖို့အတွက်ပဲကျွန်တော် training လုပ်လိုက်တာမှာကျွန်တော်ခြေတောက်ကခြေဒီခြေပမိုးရဲ့အောက်ပေါ့နော်ခြေပွားရဲ့အောက်မှာဟိုပါပီတဲသွားတာပီတဲသွားတာကိုဆရာဝန်ကပရမကောက်ဆိုပြီးတော့ကြောင်နေတော့ခေါက်သူခေါက်ဆေးတိုက်တယ်ပေါ့နော်အဲပြီးတော့မှပြီးတော့မှကြာလာတော့ဟိုမတက်တာတဲ့ခါတော့မှအဲကောင်ကပြီးတယ်လာမမီတော့ဘူးပေါ့နော်ပြီးရချင်အားနဲ့အဲ့နေရာကိုခွဲလိုက်ရတယ်အဲတော့လည်းလေးလာငါးလာတော့နားလိုက်ရတယ် ဟုတ်ဒိုင်ယာတော့တစ်ချောင်းနဲ့ဟိုတစ်ချောင်းနဲ့ဟိုဖြစ်နေတာဗောနော်အဲအဲ့လိုမျိုးဗောညာညာတစ်ချောင်းနဲ့ဟိုညာတစ်ချောင်းနဲ့ဟိုဖြစ်နေတာဟုတ်ဆိုတော့ဒါပထမဆုံးအနေနဲ့အိုးကျွန်တော်တို့ရှေ့ကိုပြန်သွားလိုက်အောင်ပထမဆုံးဒါចောင်းဆရာဆိုပြီးတော့ဒါစာပြီးဖြစ်ပေါ်ခဲ့ပုံဗောဒီချင်းလောကကိုမရောက်ခင်မှာဗာရီဟိုအတက်မွေးဝမ်းကြောင်းပြုလုပ်ပြီးတော့ဒီလိုချင်းလောကရဲစာပြီးတော့ဝင်လာခဲ့လေဆိုတာသိကြတာနကိုတော့ကျွန်တော်ကစာသင်ခဲ့တာဗောနော်စာသင်ခဲ့တာကိုရန်ဆယ်ရန်ဓာတုပေတာ အဲတူရှင်နေလိုက်တင်တယ်အဲညူရှင်နေလိုက်တင်တယ်အဲ့ဒီနေနဲ့မှာတော့ကျွန်တော်ချင်းအားကတော့ဟိုငငယ်လေးတွေကဟိုခတ်ခဲ့တာပေါ့နော်ခတ်ခဲ့ပြီးကျွန်တော်ဆယ်တန်းပြီးဆယ်တန်းပြီး၄နှစ်၅နှစ်ပြောမလို့2016လောက်မှာကျွန်တော်ဒီလောကတွေချင်းလောကတွေပြန်ပြီးတော့ကစားပြစ်တာပေါ့နော်2016လောက်မှာပြန်ကစားပြစ်တာအော်အဲ့မှာဘူပြောရမှာလဲဘူလိုကစားလိုက်မှာကစားလိုက်ပေါ့ကစားလိုက်မှာကစားလိုက်ရနေပြီးတော့ပြ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 နဲ့အဲ့ရနေ့ ဲ2016လောက်မှာအဲဒီလောကထဲကိုခြေစုံပြေဝင်လိုက်တာအဲနဲ့ကိုဗစ်ဖြစ်တာပေါ့နော်ကိုဗစ် -19 စပြီးမြန်မာနိုင်ငံကိုဝင်တဲ့အချိန်မှာမကျူရှင်တွေကနားလိုက်တာအဲတော့မှကျူရှင်ဟိုလောကကိုလောကပြတ်သွားတာအဲနောက်ပိုင်းပြန်ခေါ်တယ်ပြန်ခေါ်တယ်ဒါပေမဲ့ကျွန်တော်မသိတော့တာမသိတော့ဘဲနဲ့ဒီရှင်းလုံးတကူတွေကိုဒီဇိုင်းမဲ့ဖြစ်သွားတာပေါ့ဆက်အဲ့ဆိုဟို ရင်တော့ဆီဆရာလုံးနေရင်လည်းလေဒီကြီးစားဝယ်လိုက်ခတ်နေတာဟုတ်တယ်ဟိုအဲ့လိုအဲ့တော့ဆိုရင်တော့ကျွန်တော်ဟိုခတ်ခဲ့ရပါတော့ငကိုတော့ကျွန်တော်ခတ်ခဲ့တဲ့ကစားသမားတွေရှိပါတယ်ခတ်စပြီးကျွန်တော်ဒီလောကတဲ့စကောင်းကောင်းခတ်တဲ့အချိန်ပေါ့နော်အဲ့ချိန်တော့ကျွန်တော်စာသင်နေသေးတယ်စာသင်နေသေးတယ်ဟိုတပတ်ကိုတစ်ခါတည့်ရမမအောင်ဒါပေမဲ့အချိန်ပိုင်းလေးတွေအားတယ်ပေါ့နော်ညနေပိုင်းဆိုပါဆို၃နိုင်နောက်ပိုင်း၃နိုင်နောက်ပိုင်းအားတဲ့အချိန်ခတ်တယ်အဲမနက်ပိုင်းလေးဆိုရင် မနက်ပိုင်းဆို9:00နာရီ8:00ပိုင်းဟာ9:00နာရီ8:00ပိုင်းကိုကျွန်တော်မနက်စောစောထားအဲ့လိုမျိုး training လုပ်အဲ့လိုမျိုးတွေလုပ်ခဲ့ရတာပေါ့နော်အဲအဲ့လိုမျိုးလုပ်ပြီးတော့မှဝါသနာကြီးတာကိုပြီးတော့လဲပွဲရကြတော့ဒီလိုစနေတနင်္ဂနွေတစ်ရက်မှာတစ်ပိုင်းလုံးစနေတစ်ပိုင်းလုံးအားတာမျိုးအဲ့တနင်္ဂနွေတပိုင်းလုံးအားရမျိုးမှာပွဲတည်တယ်အဲ့လိုမျိုးခတ်တယ်ခတ်ခဲတာကိုအားတဲ့အချိန်ကကိုအားတဲ့အချိန်ဂိုင်းရရင်တွရှင်တင်တယ်စားသွားတင်တယ်စားသွားတင်ညဆိုရင်ခုနက၈နိုင်လောက်မှ၈နိုင်ခွဲလောက်မှပြန်ရောက်တယ်အဲ့ပြန်အဲ့နောက်ပိုင်းကိုကျွန်တော် မိုးရွာရင်ကိုယ့်ဘာကိုအိမ်အောင်မှာပဲ training လုပ်ပြီးတော့အဲအဲ့လိုမျိုးအိမ်ကနေရနေလည်းပြိုတော့မှာအဲအဲ့လိုမျိုးလုပ်ခဲ့လုပ်ခဲ့တယ်ပေါ့နော်ဟုတ်ကဲ့အဲဆိုဒါ covid ကကာလာကြီးတခုကြာမှဒီချင်းပတ်ရချင်းလောက်ကြတယ်စားပြီးတော့အခြေဆုံးကိုဗစ်ကာလမှာလုံးဝအကြောင်းနေလုံးဝပိတ်သွားတယ်ကျူရှင်တွေလည်းပိတ်သွားတဲ့အချိန်တော့မှာအဲကျွန်တော်ဒီလောကထဲကိုစုံခြေဆုံးပြစ်သွားတာပေါ့ခြေဆုံးခြေဝင်လာဟုတ်အဲလောလောဆယ်ရောဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုရင်ဒီ ဂျေးစားပွဲတွေကအများကြီးရှိတယ်လေဒါအကြောင်းဆရာတို့ဆရာတို့ဆိုလဲဒါအများကြီးခက်ခဲမှုပါပဲဆိုတော့ဒီဂျေးစားလောကဟိုဝင်ရောက်လာတဲ့အခြေအနေမှာဟိုဘာတွေများဟိုပုံမှန်ကိုကဝါသနာပါလို့ဒီပိုက်ကျော်ချင်းကိုခတ်နေတာနေဂျေးစားလောကတွေခြေစုံပြည့်ဝင်လာပြီးတော့ဒီဂျေးစားခတ်တဲ့အချိန်မှာဘယ်လိုတွေကြွားချမှုတွေရှိလဲပုံစံတော့ type ကတော့မတူဘူးပေါ့နော်ဟိုကဟိုကတောင်းဆရာ type နဲ့ဒီဘက်ကဂျေးစား type နဲ့ကတော့မတူဘူးလေနော် ကျောင်းဆရာမှာတော့ကွာကတော့ခံဟိုအဲ့တွေ့ရဆရာမင်္ဂလာပါအာဒါမျိုးတွေပေါ့နော်ဒါပေမဲ့ခြေသားခွင်းနဲ့ရောက်လာရင်ဒီဟာမျိုးနေလို့မရဘူးကိုယ်လည်းပရိသတ်ကစိတ်ရင်ဆဲနေတာပဲခြေသားဆိုတော့လေအဲတစ်ဖက်ကသားသမားလည်းကိုယ်လေးသားမှုလည်းရှိချင်ရှိမယ်မရှိချင်လည်းမရှိဘူးပြောင်ရင်လည်းပြောင်မယ်နောက်ချင်လည်းနောက်မယ်အဲ့လိုမျိုးရည်တာလိုကြွရတာလိုဒါမျိုးပေါ့အဲအဲ့လိုမျိုးကတော့ဟိုကွာတာပေါ့နော်ဒါကိုကတော့ခံနိုင်မှုဟိုအများကြီးလောက်ခဲ့ရတာပေါ့နော် အဲ့တိုက်ကတူမမတူတာအခုအဲ့အဲ့လိုအဲ့လိုကြေးစားလောကတွေဝင်ပြီးတော့ဒီပြသူပြောရမယ်ဆိုကြည့်ကျွန်တော်တို့မြန်မာနိုင်ငံလူရင်းကျေးမှုကြီးကလူကြီးရဲ့အမြင်ရဆိုလို့ရှိရင်ဒီကြေးစားလောက်ရသွားတယ်အခုကကြောင်းဆရာဂုံနဲ့သွားတာဟုတ်ဗျာတချို့ကြီးကြတော့ဟိုအိမ်အမီးပါတွေပဲဖြစ်ဖြစ်ပါဖြစ်လူချင်းကြတယ်အဲ့ဒါအဲ့ဒါမျိုးအခုကခက်ခဲရှိလားအိမ်ဟောအဲ့လိုမျိုးအိမ်ရောဖိအားပေးတာမျိုးရှိလားအမ်ရှိဦးအိမ်မအိမ်မကတော့ AC ပဲကိုကြတဲ့နဲ့ကိုကြရဲ့ကိုလို့ကိုကြရဲ့ကိုလို့ဆိုတော့အဲအဲ့လိုမျိုးပေါ့ကျွန်တော် ်ဘာလို့ကျွန်တော်ပုံမှန်အမှုတည်တာပေါ့အဲတာဆိုလို့မိုက်တာပေါ့အကြောင်းစရာဆိုပြီးတော့ဝင်နေမယ့်ဒီဆရာကနေဆရာလောကကနေပြောင်းသွားတယ်အကြောင်းစရာနဲ့ပဲခတ်တာတော့ပြေးသားတော့အကြောင်းအဲသာသင်းနဲ့သာသင်းနဲ့ဟိုလိုမျိုးပေါ့ခတ်ခဲ့တာပေါ့နော်သာသင်းနဲ့ပဲခတ်တော့အဲတော်တော်များများအကြောင်းစရာလို့ပြေးခဲ့တယ်တကယ်စပြေးခဲ့တာကတော့ကျွန်တော်ချင်းမခတ်ခင်ပေါ့နော်ကျွန်တော်သူများပွဲလိုက်ကြည့်တဲ့အချိန်တွန်လေးဘက်ကိုသွားတဲ့အချိန်ကျွန်တော်အာတင်းနဲ့သွားတဲ့အချိန်ပေါ့နော်ကျွန်တော်မခတ်ခင်အဲသူနဲ့လိုက်သွားတဲ့အချိန်မှာ အဲသူကပြောတာပေါ့နော်ငါကျွန်တော်ကိုចောင်းဆရာနဲ့ခတ်မလားခတ်မလားဆိုအဲ့ရနေပြီးတော့အဲចောင်းဆရာဆိုပြီးတော့နာမည်ဖြည်း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 တွင်သွားတဲ့ထဲမှာလေကိုပိုကရန်နဲ့ចောင်းဆရာလုံနေတဲ့ခါအဲအဲចောင်းဆရာနာမည်နဲ့ပဲကိုလည်းဆက်သွားလိုက်အဲလိုပဲဆက်သွားရတာပေါ့ဆိုတော့ចောင်းဆရာဆိုပြီးတော့ဒါလူတွေလုံးဝလက်ခံလာတဲ့တကယ်နာမည်ကြီးလာတဲ့ဟိုပွဲတစ်ခုပဲဖြစ်ဖြစ်တကယ်ဟိုခြေစားလောကမှာမရမှာမရနိုင်မယ်ပွဲတစ်ပွဲလောက်များရှိမလား ပွဲရတော့နမေစပြီးတော့ဒီចောင်းဆရာဆိုပြီးတော့အဲ့လိုပြိတ္တတွေလုံးဝလက်ခံသွားတဲ့ပွဲမျိုးပေါ့ပွဲရတော့တပွဲမကဘူးဗျာတော်တော်များဘာလို့ဆိုတော့ကျွန်တော်ကအောက်ခြေကနေတက်လာတာပေါ့နော်ဘာအခြေခံမှမရှိတဲ့အနေထားအနေမှာတဖြည်း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 တစင်ချင်း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 တက်ခဲတာမြန်မာနိုင်ငံမှာလက်ရှိကျွန်တော်ရဲ့မိသားတော့တယောက်ကြီးပေါ့နော်တယောက်ကြီးကစားနေပေါ့နော်အဲ့ဒီတယောက်ကြီးကစားနေမှာကျွန်တော်မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့အကောင်းဆုံးကစားသမားတွေအကုန်လုံးကျွန်တော်ရှုံးခဲ့ပူတယ်ဒါပေမဲ့ဒီ အဲဒူမခွက်ကင်ပေါ့နော်ဒူမခွက်ကင်အချိန်ကတော့ကျွန်တော်အကုန်လုံးပြန်နိုင်ခဲ့တယ်ပေါ့အဲအဲ့လိုမျိုးဟိုဟိုအောက်ကနေတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းတက်ခဲ့ရတာပေါ့နော်တက်ခဲ့တော့ပွဲတွေအားလုံးကတော့ဘယ်လိုပဲဖြစ်ဖြစ်အမတ်မတ်ရစရာကြီးပဲပေါ့အဲ့ထဲကနေမှဟိုဘယ်လိုပြောရမှာလဲကျွန်တော်မတ်ရဆုံးပွဲကတော့ကျွန်တော်ကိုဗစ်ဖြစ်နေတယ်ပေါ့နော်ဖြစ်နေအဲ့တော့ကိုဗစ်ကာလဖြစ်နေတော်တော်ဆိုးတဲ့အချိန်တွေပေါ့နော်ဆိုးတဲ့အချိန်တွေမှာကျွန်တော်ထိုင်းနဲ့ထိုင်းရပေါ့နော် ထိုင်းဆိုပေမဲ့တော့ဒီကတူကတော့ရှမ်းကရင်ပေါ့အဲရှမ်းကရင်နဲ့ပွတ်တယ်လားကျွန်တော်ရှုံးလာတယ်ပွဲကျွန်တော်ပထမတော့ခတ်တာရှုံးလာတယ်ဒါပေမဲ့ကျွန်တော်ပြန်တည်ပြီးခတ်တယ်ပွဲအဲအဲပွဲကိုဒါကတော့ညောင်ဒီအဲဖန်မှာပေါ့နော်ဖန်မှာဖန်ဟိုဘိုးတော့ခွင့်မှာအဆန်နဲ့ခတ်တဲ့ပွဲရတော့ဒါအဲအမှတ်ရဆုံးလို့ပြောလို့ရပါကြီးရလဲလေနဲ့မလို့ ြေတော့အဲ့တော့ကျွန်တော်ထင်တယ်165သိန်းတဲကြီးကြီးပဲတဲကြီးကြီးတဲ165သိန်းတဲကြီးဘေးကြီးကတော့ကျွန်တော်မသိဘူးဗောနော်ဘေးကြီးတွေအားအပွဲရာထောင်ကြည့်တာဟုတ်အဲ့တော့အဲ့ဒီ165သိန်းကိုတစ်ခါရေးထပ်တာငွေသားတစ်ခါရေးထပ်ပေးရတယ်ပွဲဟုတ်ဟိုအဲ့လိုဒီလိုဟိုတယောက်ကိုစိန်ခေါ်တာပဲဖြစ်တယောက်ကပြန်ပြီးတော့အဲ့လိုစိန်ခေါ်တာပဲဖြစ် challenge လုပ်တာပဲဖြစ်ဒီလိုမျိုးကြီးဒီမှာကြတော့ဘယ်လိုမျိုးညှိယူရလဲခတ်မဲ့ player နှစ်ယောက်မှာဆိုဘယ်လိုညှိယူရလဲဆိုတော့ in sight bet on game we own the night from the streets to the stage and dreams.